အောင်မဲမင်္ဂလာပါတစားမုံလာတယ်ကိုတော့စနေပြီဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမုံလာတယ်မှာ မွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနေနေရှိတယ်အဲ့ဒါတွေကအင်္ဂါသာသမီးတွေရဲ့ဗုဒ္ဓဟူးသာသမီးတွေရဲ့တောက်ကြသာသမီးတွေရဲ့ဒီသုံးတန်ဒီတစားမုံလတ်တလလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံပြင်းတွေရဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ဖို့ဆိုပြီးရည်ရွယ်နေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာတော့မွေရပေါက်ရလန်းနေတိတိတာတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့မွေကြီးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီတုံးနဲ့နဲ့မှပါနေရဆိုတိတိတာတာကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်ပေါ့ပြောချင်တာတော့ဘယ်လိုခေါ်လဲဆိုတော့ဒီဓာတ်ထဲမှာသံဝန်ဓာတ်ထဲမှာဒီတုံးနဲ့ဒီတိတိတာတာမွေမွေကန်ကောင်းတယ်အဲ့လိုမွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့ ်เนาะဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူတန်းပေးရမယ်ပေးစရာရှိရပေးကမ်းရမယ်အလူကံပုတ်ကိုမိသည့်လူကံပုတ်ကိုအတိုင်းမဆိုပေးကမ်းဆောင်ကြရမယ်เนาะပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနည်းခုနေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုတော့ဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့ကိစ္စကကျတော့ဒီတော့မွေးကြီးတက်တဲနေရာလေးရှိတာဒီဒါလေးမှာတက်တာလာမယ်ဒါပေမဲ့ကြည်မာတော့မွေးကြီးအခက်ခဲတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါကအရင်ကတော့မပေးနိုင်မကန်းနိုင်အဆင်မပြေဘူး အရင်မုန်းချက်နေတဲ့တနေ့ကိုနေနဲ့စနေနေ့ပါလာမယ်ဆိုရင်တော့ဒီဒါထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့လို့ခေါ်လဲဆိုတော့အသက်ရှူပေါက်လေးတွေ့ရမယ်ဝေရပေါက်ရာလန်းလေးတွေ့ရမယ်ကိုကအဲ့ဒီဝေရပေါက်ရာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့ဝေရပေါက်ရာလန်းဒီများလာတာမို့လို့များလာတဲ့ဘူးတွေမှာမို့လို့ကျွန်တော်ဒုတိယထဲမှာထည့်ထားတယ်အပေါ်နေလန်၃ခုကကြတော့နော်မိနေတောင်မှကိုကအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအလောက်ကိုဗျာနင့်ကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့အဲ့တော့တတိယကံကောင်းဆုံးနေရာမှာရှိနေတာကြတော့ဘာလဲဆိုတော့ ကျွန်တော်တနေနာနဲ့ကြတာပြီဒီညမှာတတိယအကန်ကောင်းဆုံးလို့ပြောရခြင်းကြောင့်လည်းကံညံ့နေရလို့မဆိုလို့ဘူးတော့တနေနာနဲ့ကြတာပြီကကျတော့ဘာလို့တတိယနေမရောက်နေရလဲဆိုတော့လို့ကကျတော့ပတ်စံဝင်လားမဟုတ်ဝင်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တော့ဝင်ငွေတွေပုံမှန်မဟုတ်တော့ရလက်တွေကြောင်းမလို့ငွေတွေကုန်တာမျိုးတွေအာမျိုးတွေတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့တို့မှာ80 90လောက်သုံးဖို့ရထားရတယ်ရှိဖို့ရှိနေတယ်ကုန်းကုန်းနေတယ်အเจ้าမလို့ငွေကံကတိတ္တတားကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ကိန်းကတော့ ရှိနေတယ်။ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတာပရိကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလည်းရှိနေရမှာတော့တတိယဒီနေရာမှာထားထားတာ။အကြောင်းမလို့တရင်းနာသားသမီးရဲ့တတာသမီးပါတယ်ဆိုရင်တော့ဒီဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအလုံးစစ်စစ်ပို့လိုရလိမ့်မယ်။စစ်စစ်ရလိမ့်မယ်။မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေများများအလုံးဟိုကောင်းဆုံးမယ်လို့ပြောလို့ရတယ်ပေါ့။အဲ့တော့ကဲအင်္ဂါရောဘာရောညာရောကဲထားလိုက်ပါတော့။အဲ့တော့ဒီတစားမှုတတလာထဲမှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့ အဆင်ပြေဖို့အတွက်ကျွန်တော်ကြေရည်အားတစ်ခုပေးမယ်မန္တလေးတစ်ပုဒ်ပေးမယ်အဲ့ဒါပါလဲဆိုတော့အုံနမောဘုဒ္ဓော အရဟံရာဇာဣဟိတနံဣဟိလာဘံအုံနမောဘုဒ္ဓောအရဟံရာဇာဣဟိတနံဣဟိလာဘံနော်အုံနမောဘုဒ္ဓောအရဟံရာဇာဣဟိတနံဣဟိလာဘံဒါကိုလုံးရမလဲဆိုတော့ဒါကိုရုတ်ဖက်တဲ့တဲ့ရဲ့အခါမှာမိထုတ်ရမယ် အဲ့တော့ဖျောင်းတိုင်းတိုင်းတိုင်းရှိမယ်ဗျာတားတိုင်းမှာကျွန်တော်ဆာရွယ်လေးနဲ့ပဲဖြစ်ဘောဗီလေးနဲ့ဖြစ်ဒီလိုမျိုးပေါ့တန်ကျုံလေးနဲ့ပဲဖြစ်အုံနမောပုတ်တော့အရဟံယာစာဤဟိတနံဤဟိလာပဲဆိုအောင်စာချောင်းလေးနဲ့ရေးရမယ်ရေးပြီးရဲ့အခါမှာအဲ့ဒီဖျောင်းတိုင်းကိုအိမ်မှာရှိတဲ့ဖျားစင်နော်ဖျားချောင်းဆောင်အိမ်မှာရှိတဲ့ပုပ်ပူလဘာဘာရှိမှဒီဖျောင်းတိုင်းကိုထုံးရမယ်ထုံးပြီးရဲ့အချိန်မှာကိုကဒီကားတာကိုမိမိရဲ့တက်စစ်သမဟုတ်ရင်ပရိတပတ်နော်စစ်ပြရမယ်ရုတ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးတိုင်းရုတ်ပြရမယ်အဲ့တော့ဒီအဲ့တော့တနေ့ကိုခင်ဗျာ၃ခါထုံးတိုင်း သုံးချိန်ယူလို့ရတယ်လေးကထုံးနိုင်လေးချိန်ယူလို့ရတယ်နော်ပြီးတော့အကိဖက်ရောက်နိုင်တဲ့ချိန်ပဲထုံးနိုင်တယ်ဒါပေမဲ့အငြင်းရယူချင်တဲ့သူတွေနေနဲ့လည်းယူလို့ရတယ်အဲဒါဆိုလက်လာပါတွေတိုးပွားလာမယ်အနောက်ချက်တွေကင်းလာမယ်ကောင်းမွန်ကြီးမင်္ဂလာဖြစ်တာနဲ့တွေ့ကြုံခံစားရပါလိမ့်မယ်အားလုံးတစားပေါင်းလတ်တလမှာအားလုံးအစဉ်ပြေချောက်မှကြပါစေဒါလည်းကောင်းတယ်အားရှိကြပါစေ